မိကိုမိရှာခွင့်ပြုပါဗျာဖုံးဖုံးတွေကမိန်းကလေးတွေရဲ့ခေါင်းကိုထိပြီးတော့စူတောင်းမြတ်တာပေးတာတကယ်ရောအကျိုးသက်ရောက်မှုရှိပါသလားဗျာတကယ်လို့ဖုံးဖုံးကနေပြီးတော့စူတောင်းပေးလိုက်တဲ့ကျမ်းမာပါစေလို့ပြောလိုက်တဲ့စူဟာသူတို့အတွက်တကယ်ရောအကျိုးဖြစ်စေပါသလားဗျာအဲ့တော့မိကိုနှစ်ပိုင်းခွဲလိုက်ရအောင်တစ်ပိုင်းကတော့ မျိုးသမီးတွေကိုထိတယ်ပြဿနာနော်အဲ့တော်တော်ခက်စားတယ်ဒီမှာဟောလည်းပြောတယ်ဥက္ခရလည်းပြောတယ်နော်ဆိုတော့ရန်တော်တွေကခုနပထမပိုင်းမှာလည်းပြောတယ်အမေကိုတောင်မှမထိခေါင်းမှုဆိုတဲ့ဥစ္စာနော်အဲ့တော့အမျိုးသမီးတွေကျောင်းကိုလာတဲ့အခါမှာထိတ်ပုတ်ပြီးတော့ခေါင်းကိုကင်ပြီးတော့စုပေးတယ်ဆိုတာဒါထေရဝါဒရဟန်းတော်တွေရဲ့အလုံးမဟုတ်ပါဘူးနော်ဘလို့မှထေရဝါဒသာသနာမျိုးလုံးနဲ့ကြည့်မှဆိုရင်မသင့်တော်ဘူးမအပ်စပ်ဘူးမလုံကောင်းဘူးနော်အကြောင်းစင်တော့အများရန်ပြောပါတယ်ဒီသာသနာရေးကိစ္စတွေမှာဆိုအများရန်ဒါအဆလာမဆလာစဉ်းစား နော်ဟိုဖုံးကြီးလုတ်တိုင်းလည်းသွားအလုံးမခံနဲ့တခါကျဥစဉ်ပြောတာရှိတယ်ဟုတ်လားဖုံးကြီးလုတ်ပေးလိုက်တယ်သူဖုံးကြီးတွေကြတော့ဘာလဲနှစ်ဖူးကိုရွှေကက်တာတွေဘာတွေရှိသေးတယ်စိုးစင်းကပြောတယ်ဖုံးကြီးကကပ်ပေးတိုင်းလည်းလက်မခံနဲ့ကိုကက်ခံမှာကိုဖြစ်တာလေလို့ဟုတ်ရလားနော်အဲ့တော့ကိုကိုတိုင်းကအကက်ခံချင်တော့ဘာတတ်နိုင်မှာတော့ပြောရတာပေါ့နော်အဲ့လိုမျိုးအဲ့တော့စိုးနာကဒီဖုံးကြီးစီကိုသွားရင်ဒီလိုလုတ်မယ်ဆိုရင်ကိုကအလုံးမခံနဲ့အကင်မခံနဲ့လေအဲ့တော့ကိုလည်းဟိုကိုကြောင့်လည်းဖုန်းကြီးတွေမှာအပက်တင်ရတယ်မကောင်းဘူးပေါ့နော်သာသနာလည်းနှိုးနှွမ်းတယ်အဲ့တော့အမျိုးသမီးတွေရဲ့ထိတ်ကို လက်နဲ့ဒါရိုက်ထိတာခုနကတကပြောတယ်ဒါရိုက်မထိဘူးเนาะတချို့ကဘာလဲရက်တောင်လေးနဲ့ထိတယ်ဆိုတော့မရဘူးเนาะစာထဲမှာကာယကာယပฏิပဒနှမျိုးရှိတယ်ကာယဆိုတာကဒါရိုက်ထိတာကာယပฏิပဒဆိုတာတဆင့်ခံထိတာတောင်ဝင်းနဲ့ထိလို့လည်းမရဘူးရက်တောင်နဲ့ထိလည်းမရဘူးဈာခံထိလို့ကိုမရတာပေါ်ဝဘိုင်းခံထိလည်းမရအောင်เนาะဒါရိုက်ထိထိ indirect ပဲထိထိထိလို့ကိုမရတာမျိုးသမီးရလေနော်ဒါရိုက်ချိုးအဲ့ဒါရက်တောင်နဲ့ထိရင်ဘာမှမဖြစ်ပါဘူးဆိုမဟုတ်ရက်တောင်နဲ့လည်းမထိရအောင်တောင်ဝင်းနဲ့လည်းမထိရအောင်ဘာနဲ့မှမထိရအောင်ဒါကြောင့်အမျိုးသမီးတွေကိုနံပါတ်1 ထိတာကစားလွဲနေတယ်မထိကောင်းဘူးเนาะမကင်ကောင်းဘူးတချို့အသားမတည့်ဘူးသမင်ကိုထိတာသမင်ကိုထိလဲအာဘက်တင်တာမရအောင်အဝေစားထိလဲမရအောင်เนาะအမျိုးသမီးရဲ့အဝေစားလဲမထိအောင်ဒါတပိုင်းပေါ့เนาะနောက်တစ်ပိုင်းကစူတောင်းတဲ့ကိစ္စ sorry စူပေးတဲ့ကိစ္စဘုန်းကြီးကခုနကဟိုကျမ်းမာပါစေလို့ပြောလိုက်လို့ကျမ်းမာသွားမလားဆိုတော့ဒါကတော့မဖြစ်နိုင်ဘူးဘုရားလက်ထက်ကမြတ်စွာဘုရားတက်ထက်မှာဖြစ်ဖို့တဲ့အပြည့်တနာလေးဘာလဲဆိုတော့နှာရှိတာ ဘုရားလက်ထက်ကယဟန်တော်တွေဘာဖြစ်လဲဆိုတော့နှာရှင်လို့ရှိရင်သူကမာလိလို့ပြောမယ်ဆိုရင်ဇီဝထဇီဝတုပေါ့အသက်ရှိပါစေဆိုတဲ့စကားကိုပြောလို့ရှိကြတယ်တဝူတယောက်ကနှာရှင်လိုက်ပြီဆိုရင်ဝိုင်းပြီးတော့အသက်ရှိပါစေဆိုလှမ်းပြောကြတယ်တနေ့မြတ်စွာဘုရားတရားဟောနေတယ်အဲ့ဒီမှာယဟန်တစ်ပါးကထာနှာရှင်ရောနှာရှင်တော့အကုန်လုံးကဝိုင်းပြီးတော့တဝဲလုံးကအသက်ရှိကြပါစေဆိုဘုရားတရားဟောလို့မရတော့ဘူးဘုရားတရားရက်သွားတာဘုရားစူညံသွားတယ်တရားပွဲတစ်ခုလုံးကစူညံသွားတယ်အသက်ရှိပါစေဆိုလှမ်းအော်ချတာ ဟာဖရာဘာလဲပေါ့နော်သူတရားဟောနေနေတော့အဲ့တော့ဖရာဟဲ့ရဟန်းတွေဘာဖြစ်တာလဲပေါ့ဟောရဟန်းတစ်ပါးနာရှိတာအဲ့ဒါဝိုင်းပြီးတော့ဆွတောင်းပေးရတယ်အသက်ရှိပါစေတော့အဖရာမေးနေစမ်းမအောင်ပေါ့အဲ့လိုအသက်ရှိပါစေပြောတကယ်ရှိသလားလဲဖရာခုနမေးခွန်းပြောရတာဖရာကတည်းကမေးခွန်းမေးတာနော်ဖရာကတည်းကမေးတာနေစမ်းမအောင်နဲ့အဲ့လိုအသက်ရှိပါစေပြောအသက်ရှိသလားရှေးဦးဖရာရှေးမဆိုနဲ့တော့ဗျာဖရာမရှိမဆိုနဲ့တော့ဗျာတော့တရားဟောပြတယ်ပေါ့နော်တရားဟောပြတယ်အဲ့ဒါအသက်မရှိမဆိုနဲ့လဲဆိုမဆိုပါဘူးနော်မဆိုနဲ့တော့ဆိုတော့ ဘုရားအဘဒ္ဒနဲ့ပြောတာနော်ဘုရားအဘဒ္ဒနဲ့လည်းမဆိုနဲ့တဲ့ဒုက္ခဘဒ္ဒနဲ့ပေါ့နောက်ကြတော့ဒကမကြီးတယောက်ကသူကမင်္ဂလာလိုချင်နေတာသူတို့လူတွေဆိုတာကမင်္ဂလာချက်တွေလိုချင်ကြတာလေဆိုတော့အဲ့လိုဘုန်းကြီးတွေကိုအရှင်ဘုရားတတော်ရှိပါစေဆိုဒကမကြီးကဘုန်းကြီးကိုလှမ်းလျှောက်တော့ဘုန်းကြီးတွေဘာမှပြန်မပြောဘူးပါဇက်ပိတ်ထားဒီခါဘုန်းကြီးတွေကကြတော့အဲ့ဒါကမကြီးကစိတ်ဆိုးတာနော်အရှင်များတို့ကလည်းတပည့်တော်တို့ကမင်္ဂလာလိုချင်လို့ပြောတဲ့ဟာကိုပါဆိုတော့ရဟန်းတွေရမြတ်စွာဘုရားတို့ချက်မြတ်စွာဘုရားတပည့်တော်တို့ဘာမှမပြောတော့လဲပြောခံရတယ်ဗျာ အဲ့လိုဆိုရင်လည်းတဲ့လူတွေကမင်္ဂလာလိုချင်တယ်ပြောလိုက်ပေါ်တယ်ဆိုဆိုရင်အဲ့တော့အသက်ရှိလို့မဟုတ်ဘူးဆိုတာသူတို့တွေစိတ်ကျင်နေတော့အောင်တော့ဘာလည်းမသိဘူးเนาะအဲ့တော့စိတ်ကျင်နေတော့အောင်ခုနကဟိုဥက္ကရာပြောသလိုเนาะ motivation စိတ်အားထက်တော့အောင်เนาะအဲ့ဒီလိုမျိုးကြည့်ရပြီတော့ပြောရင်တော့အပြစ်မရှိဘူးပြောကောင်းပါတယ်ပေါ့နော်ဆိုတာအသက်ရှိပါစေပြောလို့တကယ်တော့အသက်မရှိတော့ပါဘူးစိတ်အားထက်သန်မှုတစ်ခုတော့ဖြစ်သွားခွန်အားတစ်ခုတော့ဖြစ်သွားတယ်စိတ်ကျဉ်တဲ့မှုတစ်ခုတော့ဖြစ်သွားတာပေါ့နော်အဲ့ဒီသဘောပါပဲတကယ်တော့မဖြစ်ပါဘူးနော်ဟုတ် ဆက်ဆံမိကောင်မခွင့်ပြုပါဗျာယဟန်တွေယဟန်တော်တွေလူပုဂ္ဂိုလ်များကိုပိယိတ်ကျိုးတို့ပိဝင်ကျိုးတို့ခြိပေးတင်ပါတယ်လားဗျာခြိပေးယဟန်တော်နေနေပါပါဗျာတင်ပါတယ်လူပုဂ္ဂိုလ်နေနေနဲ့ရောတကယ်ရောအန္တရာယ်ကင်းပြီးပြီးတော့စီပွားလာလာပါမှာတက်ပါတယ်လားဗျာအေးအဲ့ဒါလေခုနကပြောသလိုပေါ့ပိယိတ်ချီမှာလည်းပဲနှစ်ပိုင်းပေါ့နော် ဲ့တော့နံပါတ်1ကတော့ရဟန်းတော်တွေပိရိရှိပိရိရေပေးကောင်းလားဆိုတဲ့ပြဿနာအရင်မေးခွန်းပေးရမှာပေါ့အဲ့တော့ရဟန်းတော်တွေကပိရိရွတ်ပေးလို့ရတယ်ပိရိရှိနေပိရိရေကပေးလို့မရဘူးပိရိသေးပေးလို့မရဘူးသူတို့လိုချင်တယ်ဆိုရင်ကိုယ့်ဘာကိုရေဘူးယူလာခဲ့ကိုယ့်ဘာကိုအချီလုံးအိမ်ကယူလာခဲ့ဘုန်းကြီးတွေကပိရိရွတ်ပေးအဲ့ကိုယ့်ကိုပြန်ယူသွားလိုက်တာပဲနော်ဒီချီလုံးဒီဘုန်းကြီးချီလုံးမဟုတ်ဘူးလူတွေရဲ့ချီလုံးဖြစ်ရမယ်ဘုန်းကြီးတွေကပိရိတရားရှင်းမြင်တာပဲဖြစ်ရမယ် နော်ရဟန်းတော်တွေဘက်ကပရိတ်တရားချင်းမြင်လို့ရတယ်ပရိတ်ရေရော့အင်ပေးလို့မရဘူးနော်အဲ့တော့ပရိတ်သေးရော့အင်ဆိုပေးလို့မရဘူးသူ့ဘာသူသေးရေချီယူလာခဲ့အဲ့ဆိုရင်ရတယ်ဒါအကြောင်းရဟန်းတော်တွေကပရိတ်ချီပရိတ်သေးဘုန်းကြီးပိုင်ပစ္စည်းဆိုရင်ပေးလို့မရအောင်ဒါတစ်ပိုင်းနော်ဝိနည်းရအပဒနဲ့ ော့နံပါတ်2ကဘာလဲဆိုတော့ပရိတ်ချီကိုလူတွေကိုချီပေးတယ်ပေါ့နော်ဒါတပိုင်းပေါ့အဲ့တော့အမျိုးသားတွေကိုချီပေးတာတော့ခုနပြောသလိုအမျိုးသားတော့ထီကောင်းတဲ့ထဲမှာပါတယ်အမျိုးသမီးကိုချီပေးတယ်ဆိုတော့ဒါမအပ်တော့ဘူးလေအသားကိုထိသည်ဖြစ်စေမထိသည်ဖြစ်စေနော်ချီပေးလိုက်တယ်ဆိုလို့ချင်းဒါမအပ်တော့ဘူးလေအမျိုးသမီးကိုဒါလက်နဲ့မထိနဲ့ချီနဲ့တော့ထိမှာပဲအဲ့လိုမျိုးထိပြီးနေဆိုလို့ရှိရင်အမျိုးသမီးနဲ့မအပ်ဆက်တော့ဘူးအဲ့တော့နှစ်ပိုင်းဖြစ်သွားတယ်ချီဝင်မပြေကောင်းဘူးအမျိုးသမီးကိုမထိကောင်းဘူးနော်အဲကြောင့်အမျိုးသမီးတွေဆိုရင်တချို့ တဲ့ပုဂ္ဂိုလ်ဆိုရင်ပြောတယ်မယူနဲ့မသွားနဲ့အဲ့လိုမျိုးမလုပ်ပါဘူးကိုကဆောင်စည်းရမယ်နော်လူတွေဘက်ကလည်းမဆောင်စည်းဘူးဘုန်းကြီးဘက်ကလည်းမဆောင်စည်းဘူးဆိုတော့ဘာမှကောင်းနိုင်တော့မှာလဲနော်အဲ့တော့လူတွေဘက်ကလိုချင်ခဲ့ရင်တော့ဘုန်းကြီးဘက်ကတားရင်ဒီကိစ္စမဖြစ်ဘူးဘုန်းကြီးကလူတွေကနေပြီးအချင်းချင်းတပည့်တော်ကိုပရိသတ်ရှင်ချီးပြပါဘုရားဆိုရင်ဘုန်းကြီးဘက်ကမလုပ်ပေးရင်ဘာမှမဖြစ်ဘူးတခါဘုန်းကြီးဘက်ကလုပ်ပေးနေတည်တောင်လူတွေဘက်ကမလိုချင်နဲ့ဘာမှမဖြစ်ဘူး နော်ဘုန်းကြီးကလာခဲ့ပါငါပေးချီပေးပါမယ်ဆိုရင်တော့ဒကာဒမတွေကမသွားဘူးဆိုရင်လည်းဒီကိစ္စမဖြစ်ဘူးအဲ့တော့နှစ်ဦးဖက်ကညီမသာဒီပြဿနာကပေါ်လာတာနော်တဦးတစ်ဖက်ကနေလို့ချင်းတိန်လိုချင်းတိန်တော့မှဒီပြဿနာမဖြစ်ဘူးဒါကြောင့်ကျွန်တော်လူတွေဖက်ကဆောင်းစည်းလိုက်ပါနော်အဲ့လိုမျိုးဒီဟာမျိုးပေးချီတွေချီပေးတာမျိုးကိုအာမပေးနဲ့လက်မခံနဲ့ဒါတွေကနော်ဒီဝီနီတော်နဲ့မညီဘူးမလုပ်ရဘူးတကူချင်းမရှိဆိုတာကတော့အဲ့ဒါကတော့ ပရိတ်ရွတ်တဲ့အခါဆိုင်တာပေါ့နော်ပရိတ်တွေကတော့ဘုရားရှင်ရဲ့တရားတော်တွေလေသူကတစ္ဆာတရားတွေကိုပရိတ်ဆိုတာကလေတစ္ဆာတွေဂုံတော်တွေနဲ့ထုံမှန်းထားတာဆိုတော့ပရိတ်တရားတော်ဆွတ်တကိုးရှိတယ်ဒါပေမဲ့ရွတ်ဖက်တဲ့ပုဂ္ဂိုလ်ကဒီပရိတ်ကိုဘယ်သူရွတ်တာလဲရွတ်တဲ့ပုဂ္ဂိုလ်ကတော့လက်လာပေါ့ကိုမျှော်ကုပ်ပြီးရွတ်တဲ့အပြည့်မဆွမ်းနော်သူကကရုဏာမေတ္တာအဲ့စိတ်နဲ့ယူရတာနော်တရားတော်မတွေကိုတနာတဲ့စိတ်သူကမေတ္တာစိတ်နဲ့ရွတ်ဖက်မှသာအပြည့်ကဆွမ်းတာ နော်ဒီပေးချင်ကပေးလိုက်တော့ငါပတ်စံဘယ်လောက်ရမယ်ဘောလားမသိဘူးနော်အဲ့လိုပတ်စံရချင်တဲ့စိတ်လက်လာပါရချင်တဲ့စိတ်တင်နဲ့လာတဲ့ညလူကိုမမ်းမို့ပြီးတော့ပေးတယ်ဆိုရင်အဲ့ဟာဆွမ်းချင်မှဆွမ်းတော့မှာနော်အဲ့တော့လက်လာပါကိုလိုချင်တဲ့စိတ်နဲ့ပေးချင်ရင်ပေးမဆွမ်းဘူးမေတ္တာကရုဏာနဲ့ချင်ပေးကဆွမ်းတယ်နော်အဲကြောင့်ဆွမ်းမဆွမ်းဆိုတာကတော့သူရွတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားနဲ့ဆိုင်ပါတယ်နော်ဟုတ်